ဒီခါမှာတော့တန်းစီရိုင်းနဲ့ပတ်သက်လို့တောင်းဝင်လာလေးတွေကို ရှင်းပြလုပ်ပေးချင်ပါတယ်ပထမဆုံးတစ်ခုကဂျာမဖြတ်ပါနဲ့ Don't cut the line မင်းရင်သွားပါလို့ပြောခြင်း after you ကဲတော့ after you ကမင်းပြီးမှငါဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သွားရဲစားရဲဘာပဲလုပ်လို့ပေါ့မင်းပြီးမှငါဆိုတဲ့အဓိပ္ပာယ်ပါသူများကိုဦးစားပေးတဲ့သဘောပေါ့နော်ကျေးဇူးပြု၍တန်းစီပေးပါလို့ပြောခြင်းရယ်နော် please get in line please get in line. ြားမပြတ်ပါနဲ့လို့ပြောခြင်းရဲ့ no cutting in line ဒီလိုပြောလို့လည်းရတယ်နောက်ထပ်တစ်ခုက don't cut the line လို့လည်းပြောလို့ရတယ်သူတို့နှစ်ခုကနည်းနည်းလေးတော့အသုံးပြုပုံလေး꿰တယ် no cutting in line ကကြတော့ rules တွေနဲ့ sign တွေမှာပါတာကိုပြောတဲ့အခါမှာသုံးပြီးတော့ don't cut in line ကကြတခြားတယောက်ကို direct ပြောတဲ့အခါမှာသုံးတယ် for example there's a big no cutting in line notice at the food stall hey don't cut in line we've been waiting here for 20 minutes ဒီလိုမျိုးလေးနည်းနည်းလေး क्वे ပြပါတယ် Sorry ငါကမင်းတဲ့အရင်ရောက်နေတာပါလို့ပြောချင်ရင်တော့ Sorry I was here before you Sorry I was here before you ဒီလိုလေးပြောလို့ရတယ်မင်းတန်းစီနေတာလားလို့မေးချင်ရင်တော့ Are you in line Are you in line ဒီလိုမေးလို့ရပါတယ် တန်ချွာလူတွေလိုပဲတန်းစီပေးပါအာဒါမှမဟုတ်စောင့်ပေးပါဗောနော်အဲ့လိုမျိုးပြောချင်တာဆိုလို့ရှိရင်နော် wait like everyone else wait like everyone else thank you for watching see you in the next video bye